စ်သားတွေရဲ့ဟိုစစ်သားတွေကုန်တိကသူ့ရဲ့စီကံနိုင်ထားရင်သူတို့ကိုယ်တိုင်ကသူ့ရဲ့စိတ်တက်ကဟိုတော့ဆိုငါဟာ professional ငါဟာစစ်သားငါဟာကြုံမှုဆိုတဲ့စိတ်ရှိမှလာတယ်သူ့ရဲ့ဒါစီရေးအဖြစ်ဟိုသူ့ကိုယ်စစ်သားဖြစ်အဖြစ်တတ်မှတ်လာတယ်ခုကခင်ဗျားတို့ဒီစစ်သားမှာဖြစ်နေတာလားဟိုဘယ်လိုခေါ်မလဲဆိုတော့ကိုယ်ပိုင်နံပါတ်လေးတစ်ခုချင်းကြီးနေမှာပဲကောင်းလို့ထင်တိုက်ခိုက်မှုမှာစစ်ကောင်စီတပ်ဖို့စစ်ကွေးမှာခုနကောင်အပါဝင်အထီးကအမြောက်များတဲ့ခွေးပြင်းဝက်ပြင်းကစင်းကလျားဖျူပြဲကြီးရဲဆိုတာမင်းတို့တပ်ဖွဲ့ဝင်ပြီးမင်းတို့ကပြေးပြီ ဟယ်လိုချာရမီဘာပီတူနီကိုမော်မာမြားအားလုံးမင်္ဂလာပါ news page channel ကနေပြန်မှကြိုဆိုလိုက်ပါတယ်2025ခုနှစ်ဇွန်လ28ရက်နေ့ရက်တောက်ချာနေမရပိုင်းဗီဒီယိုတင်ဆက်မှုနေနဲ့ဒီနေ့မရခင်မှာကျွန်တော်တို့နောက်ဆုံးရရှိထားတဲ့တော်လန်တင်းတူတင်ကောများစွာရှိတာဖြစ်တဲ့အတွက်ဗီဒီယိုကိုကျွန်တော်တို့ဆက်ဆုံးကြည့်ရှုပေးကြဖို့အားလုံးပေးခေါ်လိုက်ပါတယ်ကျွန်တော်တို့ဒီနေ့မနေ့မှာဆိုတော့တော်လိုင်းရေးပေါ်ကနေဘရမစကောင်စီစကန်တဲ့အောင်ပွဲတွေကိုရရှိနိုင်ခဲ့တဲ့ပေါ့နော်တရင်ထူတရင်ကောင်းတွေပြန်ကြတဲ့ဘူမာရိတ်ခွဲချီခေါလာမဲ့တနေ့လဲကျွန်တော်တို့ကြည့်ရှုမှာပဲဖြစ်ပါတယ်အယုံဆုံးနေနဲ့ကျွန်တော်တို့ခါတိုင်းလိုပဲတော်လန်တရင်တို့လေးတွေကြည့်လိုက်ရအောင်နော် ပထမဆုံးသတင်းသဘောအနေနဲ့ကတော့ပဲခူးတိုင်းကြောက်ကြီးမြို့နယ်အတွင်းမှာရှိတဲ့စစ်ကောင်စီတပ်တွေကိုတိုက်ခိုက်ခဲ့လို့စစ်သား9ဦးထဲမှလည်းတိစုံပြီးတော့မှ22ဦးကိုစစ်တုံးမှဖြစ်ဖမ်းဆီးရရှိခဲ့တယ်ဆိုတဲ့သတင်းကောင်းလေးပဲဖြစ်ပါတယ်။အဲ့ဒီစစ်စင်ရေးကိုအမတ်နဲ့စစ်ဒေသခွဲ JOC ရဲ့ကွက်ကမိုးနဲ့ပြည်သူ့ကော်မတီတမတော် PDF နဲ့ခရင်မြို့သားလူမျိုးရဲ့တမတော် KNL တို့ပူးပေါင်းတိုက်ခိုက်ခဲ့တာပြီးတော့မှ ဘိုးတိုင်းစစ်ဌာနဗျူဟာနဲ့15လောက်ခန့်ဗျူဟာနဲ့15တရင်3900နဲ့အထုကွန်မန်ဒိုတရင် Spring Warrior Column နဲ့ကရင်မျိုးသားလူမျိုးရေးတပ်မတော် Canelay တရင်8တရင်9လို့ပူးပေါင်းပြီးတော့မှတိုက်ခိုက်ခဲ့ကြတယ်လို့ကျွန်တော်တို့သိရတာဖြစ်ပါတယ်။စစ်စင်ရဲ့တွင်မှာဆိုတော့မာမေဖုံးတရီကနေပြီးတော့မှဖန်စီရမိတဲ့စစ်တပ်ပိုင်းကို Geneva Convention နဲ့အညီစနစ်တကျထိန်းသိမ်းထားတယ်လို့လည်းကျွန်တော်တို့သိရတာပဲဖြစ်ပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်နဲ့ဆုံး9ယောက်လောက်ပါနော်တေဆုံးသွားတာပြမ22ယောက်ပါဆိုတော့ချိုတဘုတ်ကနေပြမအရှင်ဖမ်းဆီးရမိထားတာပဲဖြစ်ပါတယ်ပြည်သူတွေကတော့အဲ့လိုမျိုးကောင်းတွေကိုထမင်းမကျွေးရေမပေးဘဲနဲ့အခုလိုမျိုးကျိုးတွေနဲ့မျိုးစာဖြစ်ပြောင်းလဲတင်းနေပြီဆိုတဲ့အကြောင်းတွေပါပြောဆိုလာကြတာပြမဒါကတော့စစ်ကောင်စီတပ်ဖွဲ့ဝင်ရုံမှာရဲစဲတဲ့ဘက်ကဘလော့တီနာကြီးနေလဲဆိုတာကိုပြသနေတာပဲဖြစ်ပါတယ်နောက်ထပ်သတင်းတပို့အနေနဲ့ကတော့ပကူးတိုင်းမင်းလာမြို့နယ်မှာချမ်ပစ်စစ်သားချင်းချဲလက်နေကြီးနဲ့မာယူပစ်ခတ်ခဲ့လို့စံပို့ရွာကိုမိရှုပ်ဖို့ရောက်နေတဲ့စစ်သားတွေထိမှန်ပြီးတော့မှ ငောက်ဦးတည်ဆုံးခဲ့တယ်ဆိုတဲ့တရင်ကောင်းလိုပဲဖြစ်ပါတယ်။ဇွန်လ24ရက်နေ့ညနေ9:00နာရီလောက်ကရွေးကုန်းရွာကစစ်ခွေးတွေကအရင်မူးပြီးတော့မှလက်နေကြီးတွေနဲ့ရန်တမ်းပစ်နေတာစမ်းမုတ်ရွာကိုမီးရှို့ဖို့ရောက်နေတဲ့စစ်ခွေးအုပ်စုထဲလက်နေကြီးကြားရောက်ပုတ်ခွဲပြီးတော့မှစစ်ခွေးငါးကောင်ထက်မနဲ့တည်ဆုံးသွားတယ်။စစ်ခွေးလောင်းတွေကိုရွေးကုန်းရွာကိုပြန်လည်တည်ဆုံးသွားတယ်ဆိုပြီးတော့မှဒေတာတွင်းစီးတင်းမြက်ကနေပြီးတော့မှပြောဆိုထားတာဖြစ်ပါတယ်။အဲ့ဒါပြင်ပကိုးတိုင်းလီဘရန်မြို့နယ်မှာဆိုတော့ပြူစော်ထေးတအိုးဂေးဆောင်တွေတို့မှာပဲထွက်ပြေးလာပြီးတော့မှ တော်လိုက်တဖို့တွေထံမှာအလင်းဝင်ရောက်ခဲ့တယ်လို့လည်းကျွန်တော်နောက်ထပ်တင်ကောင်းကြားရတာပဲဖြစ်ပါတယ်။စကိုးတွေကတော့ချင်းချင်းပြန်စောကုန်ပြီနော်။ကျွန်တော်ခုဆိုရင်ပုဂတိုင်းထဲမှာကိုမြို့ပပီတိုတွေအတွက်တင်ကောင်းနှစ်ပုတ်ဒီမနခင်ပါပဲကြားရရတာပဲပြမစစ်ကောင်စီတဖို့နေရဆိုတော့ကျွန်တော်ခုဆိုရင်တို့အားကောင်းလာပါတယ်ဆိုတော့ပုဂတိုင်းထဲမှာကိုအကွက်ကွက်ပြပြနဲ့အထီးနာနေပြီဆိုတော့ကျွန်တော်တို့တပြီတော့မှတွေးရှိရတာဖြစ်ပါတယ်။နောက်ထပ်တင်တဲ့ပုတ်အနေနဲ့ကတော့မကွေးတိုင်းပခုတ်ကိုချေဆိုင်တမတရားတက်ကစစ်ကောင်စီတပ်သား၃ဦးဇွန်လ24ရက်နေ့မှာပြပြောင်းခလုံးလာတယ်ဆိုတဲ့တင်မဲ့ဖြစ်ပါတယ်။ သူတို့ကိုတွားထုတ်တာကတော့ခက်ခဲတာပေါ့စစ်တပ်အနီးနားထိတွားထုတ်ရတာဆိုတော့သူတို့ကင်းပွန်းဝင်နေတာတွေကဘန်ဂါထက်ကစောင့်နေတာမျိုးတွေရှိနေတော့ခက်ခဲရတော့ရှိတယ်ဆိုပြီးတော့မှ Burma Revolution Rangers ကတပ်ဖွဲ့ဝင်ဒီမိုကနေပြီးတော့ပြောဆိုထားဖြစ်ပါတယ်အဲ့ဒီထဲမှာဆိုတော့တတလာမျိုးထွန်းနဲ့တတငင်းတူအောင်ဆိုရင်မော်ရမျိုးမှာဖန်ဆီးခါပြီးတော့မှတတချမ်းမြအောင်ဆိုလဲမန္တလေးမှာလို့တွားရင်းနဲ့ပေါ်သာဆွဲဖန်ဆီးခါပြီးတဲ့နောက်ပိုင်းမှာအမခွန်စစ်မြပြင်စေးတရင်စာမယခွန်မောင်ရွာကနေပြီးတော့မှတဆင့် မတေရခနဲ့အချက်ကြီးတင်ကြောင်းရကတာဘာထုတောက်ရရှိပြီးတော့စစ်တင်တန်း၃လတယောက်ခဲကြရတဲ့သူတွေဖြစ်တဲ့စူပါမားကျွန်တော်တို့တည်ရပဲဖြစ်ပါတယ်အခုဆိုရင်ကျွန်တော်ဘက်ကအလင်းဝင်ပြပြောင်းခုလာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့တာတာတဲ့များစွာရှိနေတာမို့လို့နောက်ထပ်ကျွန်တော်တို့ဘက်ကအလင်းဝင်ချင်တယ်ဆိုတော့နိစက်ရတက်ဆိုင်ရတော်လိုင်းတပ်ဖွဲ့ဝင်တွေစီမှာမြန်ဆုံးချိန်ဆက်ဆောင်ရွက်လို့ရတယ်ဆိုတဲ့အကြောင်းတွေပါဒီနေ့ကတည်းကပြပြီးတော့ဖိတ်ခေါ်တိပေးပြောလို့ပါတယ် ကျွန်တော်တို့ဒီနေ့မနေ့ပထမဆုံးအနေနဲ့ကြက်မှာကတော့စစ်တောင်းမြေဝမ်းအထူးစစ်စင်ရေးအနေနဲ့ခုဆိုရင်ကျွန်တော်တို့ပုဂိုးတိုင်းထဲမှာအောင်ပွဲတွေရရှိနေတဲ့တော်လန်တပ်ဖွဲ့ဝင်တွေရဲ့အထူးတရင်ကောင်းတွေကိုဆီယလူမြတ်ကျောင်းနေပြီးတော့မှမျှဝေထားတာပဲဖြစ်ပါတယ်ဆီယလူမြတ်ကျောင်းဘယ်လိုမျိုးတရင်ကောင်းတွေပြောဆိုထားမလဲဆိုတာကျွန်တော်တို့စာကြည့်လိုက်ရအောင်နော်ပုဂိုးရိုးမှတကြောလုံးကနေပြီးရန်ကုန်တိဆင်းလာမယ်တော်လန်ကြီးတက်ပြီးစစ်ကြောင်းကြီးကင်းပြီးနဲ့တပြည်လေလုံးကကင်းလေပူပေါင်းတက်တွေနဲ့ PDF တက်တော်ပြီဟာနေစမြို့ကိုအပြီးတက်ပြီးရင် ဘကောကစစ်ဘူချက်အဲ့တော့ဒီကနေ့စစ်တောင်းမြစ်ဝမ်းစစ်စင်ဒီကနေ့စစ်တောင်းမြစ်ဝမ်းစစ်စင်လေးအောင်ဖက်စနက်ကိုထပ်ပြီးအရှိုက်ထိစေတဲ့လက်ရပြပုံစံတစ်ခုဖြစ်ပါတယ်မနေ့ကတော့ရန်ကုန်မန္တလေးလမ်းဟောင်းကစကန်ကိုနေရကိုတပြိုင်နဲ့တစ်ပြိုင်ပိုက်ခိုက်လိုက်တဲ့ထိုးစစ်ကြောင့်နေပြည်တော်မှာမြက်ကလူးဆံပြားဖြစ်ပြီးပန်းလူသွေးနေရတဲ့မဲအောင်လိုက်ဖက်စစ်တပ်ဟာဒီကနေ့ဒီကနေ့တိုက်ခိုက်လိုက်တဲ့ လက်ပြက်ထိုးစင်ချက်တောင်းမြဝါဆစ်စင်ကြီးဟာပင်ကြားကင်းရပြီမမနာအမြင်မှုသူအကျူမီဝိုင်းဖြစ်ရပါလိမ့်မယ်အမတ်တွေစစ်တေတာကွဲ JOC ကိုကင်းမှုနေမြို့ကဝိုင်းတက်မလို့ PDF ကရင်မျိုးသားလုံးမြောက်ကြီးတက်မလို့ KNL လို့ပူပေါင်းပြီးတော့စစ်တောင်းမြဝိုင်းဆစ်စင်ကြီးကိုစတင်လိုက်ပါအဲ့တော့ဒီပွဲမှာလက်ပြက်ဝင်ရောက်တိုက်ခိုက်မှုတွေအများအများလုပ်ခဲ့ပြီးဘယ်နေရာတွေ ဘလို့ဒီတော့ပြောင်းပြတော့နော်တိုက်ခိုက်မှုမှာစစ်ကောင်စီတက်ဖို့ပြီစစ်ခွေးမှာခုနကောင်အပါဝင်အထီးကအမြောင်များနဲ့ခွေးပြေးဝက်ပြေးကစင်းကလျားဖယူဖျဲကြီးတယ်ဆိုတာမင်းတို့တက်ဖွဲ့ဝင်နေမင်းတို့ကလို့သိနေပြီဟမ်မတို့ကပြောရင်မင်းတို့ကပြည်ပြင်းမီဒီယာတွေကမဟုတ်ကြရဟုတ်ကြရတွေပြောနေတယ်လို့ထင်ပါဆိုလို့မယုံဘူးဆိုရင်ဖုန်းလေးဆက်ပြီးတစ်ချက်လှမ်းမေးကြည့်လိုက်ပါ၂၂កောက်အရှင်၃ပန်းမိတာလေ။နောက်ပြန်ကြိုးတုတ်ပြီးစစ်မေးနေတယ်တိုးတော့ စစ်ဥပဒေများနဲ့အညီစနစ်တကျထိန်းသိမ်းထားပါလေစစ်တောင်းမြဝမ်းစစ်စီလက်ပြဆောင်ရွက်လိုက်တဲ့အပေါ်မှာဘကူးကျုံးမှတချို့မှတာဝန်ကျနေပါတယ်ဆိုတဲ့စစ်တီစစ်သားစစ်ဘိုးစစ်မှုတို့ရဲ့ဇနီးများတာသမီများအများဖုန်းဆက်ပြီးမေးလိုက်ပါဘယ်လိုတွေတည်ပြီးဘယ်လိုတွေအရှင်းမိသွားလဲဆိုတာနော်အေးကျောင်းမန္တလေးလမ်းအောင်ပေါ်ကမနေ့ကစကမ်းလေးကကိုကူရဲ့နောက်ဆက်တွဲဒေနီလက်ပြတိုက်ခိုက်မှုတစ်ခုထပ်လုပ်ခဲ့ပါ စတုံးတည်ပြီးတုံးအရှင်ရတယ်နော်ညောင်လေးကြီးကြောက်တကားတော်ဝိမာထဆွဲထားတဲ့ဖက်စစ်အကောင်90ဒီနေ့နေ့လေတဏှာကြီးမှဝင်တိုက်ပါတယ်နှစ်နာရီမှအပိတ်တက်ပါတယ်နိုင်ွက်ပဲတိုက်တယ်စတုံးတည်ပါဘယ်လိုတိုက်တာလဲတော်ဝင်တော်ဒါတော့ဆီလူမဲချော်ရနေပြမခုဆိုရင်ကျွန်တော်တို့အနေနဲ့ပါနော်စစ်တမ်းမြေဝန်းစစ်စင်ရဆိုတော့စကောင်စီတဖုံနဲ့ကြဆုံများတဲ့တပ်ပွဲဖြစ်ခဲ့ပြီးတော့မအဲ့ဒီထဲမှာစကောင်စီတဖုံ92ဦးကိုအရှင်ဖမ်းမိရရှိခဲ့တယ်ဆိုတဲ့အကြောင်း ပြောဆိုထားတာဖြစ်တယ်ဒါတော့ကျွန်တော်တို့အလုံးမြန်မှန်းထားတဲ့အချိန်ပဲဘုကူတိုင်းမှာဆိုတော့တလန်တဖို့နဲ့ပြီးတော့မစီလုံးညော်ဆာနဲ့ပေါ့နော်စကောင်စီတဖို့တွေကိုမူကျိတိုက်ခိုက်နေတာမလို့အဲ့ဒီကနေတစ်စစ်မကြခင်မှာတော့အလုံးမြန်မှန်းထားတဲ့အချိန်ပဲရန်ကုန်မြို့တော်ကိုပြည်ဝင်မဲ့စပရမကြွေးကြော်ထားကြတာပဲဖြစ်ပါတယ်စကောင်စီတဖို့ဝင်အနေနဲ့အခုလိုမျိုးမချုံချင်ဘူးဆိုတော့ခုကလေးအတီတရားလေးတွေရှိပြီးတော့တလန်တဖို့ဝင်စီမှာလည်းနေချညံခံတင်တာတွေစတင်ပြီးတော့လှုပ်ဆောင်တင်နေတာပဲဖြစ်ပါတယ် ောက်ထပ်ဗီဒီယိုသဘောအနေနဲ့ကတော့ဦးသိမ်းမြတ်ကနေပြီးတော့မှပေါ်ပန်းလေးဆက်ပြီးပြောပြီးတော့မှခုဆိုရင်မြန်မာနိမြန်မာဟန်နဲ့ဒီမိုကရေစီကိုရရှိအောင်ကြိုးစားတော့မယ်ဆိုတော့မြောက်လိုက်ကြောင်းတင်ဆက်ထားတဲ့အားလေးကျွတ်တဆစ်ပြီးတော့မှနှာထောင်ချစ်လဲရအောင်နော်ဒီမိုကရေစီဖော်ဆောင်ကျင့်သုံးရမှာတခြားနိုင်ငံတွေစီကနေပုံတူကူချလို့မရပဲမြန်မာနိမြန်မာဟန်နဲ့မြန်မာတွေဥစည်းပြီးတော့ဖော်ဆောင်မှရမယ်လို့ဗိုလ်ချုပ်မင်းအောင်နိုင်ငံအမေရိကနေပြီးတော့မှလုပ်တဲ့ Peace Forum မှာပြောသွားပါတယ်။အနောက်ဥရောပနိုင်ငံတွေနဲ့တခြားအာရှနိုင်ငံတွေမှာတုံးတဲ့ဒီမိုကရေစီစနစ်ကိုပုံတူကူချမှာမဟုတ်ဘူးလို့သူကဆိုပါတယ်။ဗိုလ်ချုပ်မင်းအောင်နိုင်ငံရဲ့အဘော်အတိုင်းပဲအဲ့ဒီနောက်ရက်တွေမှာ စစ်ကောင်စီရဲ့သတင်းစာတွေကဖော်ပြနေတာကိုလည်းတွေ့ရပါတယ်အဓိကအဖြစ်စစ်ကောင်စီလုံမဲ့ရွေးကောက်ပွဲမှာအနောက်နိုင်ငံတွေရဲ့ဒီမိုကရေစီစံချိန်စံထုံးတွေကိုလက်ခံကြရမလို့ပဲကိုလီကိုဟန်နဲ့လုံမဲ့လို့နိုင်ငံပိုင်သတင်းစာတွေကနေပြီးတော့ဝါဒဖြန့်ရေးသားနေတာဖြစ်ပါတယ်အနောက်နိုင်ငံတွေရဲ့ဆွက်ဖက်ဆရာလုပ်တာတွေကိုမခံနဲ့ဆိုတဲ့အထိတင်းတင်းမာမာစကားလုံးတွေသုံးစွဲပြီးတော့ကြတော့သတင်းစာထဲမှာရေးသားဖော်ပြနေတာကိုလည်းတွေ့ရပါတယ် ။တစ်ဖက်မှာတော့စစ်ကောင်စီကရွေးကောက်ပွဲအတွက်သူတို့နဲ့နှိစက်တဲ့နိုင်ငံတွေစီကနေအကူအညီရယူတာနဲ့ဆွေးနွေးတာတွေလုပ်နေပါတယ်။မနေ့ကရွေးကောက်ပွဲအကြောင်းအဓိကဆွေးနွေးတဲ့ Peace Forum မှာလည်းတရုတ်ရုရှားထိုင်းနဲ့အိန္ဒိယနိုင်ငံကကိုယ်စားလှယ်တွေတက်ရောက်ဆွေးနွေးတယ်လို့စစ်ကောင်စီကထုတ်ပြန်ထားပါတယ်။စစ်ကောင်ဆောင်ကတော့သူပြောတဲ့မြန်မာနည်းမြမဟာဒီမိုကရေစီကိုဖော်ဆောင်နိုင်ဖို့ဆိုလို့ရှိရင်နိုင်ငံကတည်ငြိမ်အခြေအနေကိုအရေးကြီးတယ်လို့လည်းဆိုရတယ်။ဒါပေမဲ့2020ခုနှစ်စစ်တပ်အာဏာသိမ်းချိန်ကစပြီးတော့ဒီကိစ္စအထိ ပြည်တွင်းကဒီမိုကရေစီလှုပ်ရှားတက်ကြွသူပေါင်း2000ကျော်ကိုစစ်ကောင်စီကဖမ်းဆီးထားပြီးတော့ပြည်သူပေါင်း8000နီးပါးအသက်ဖြတ်ခံထားရပြီဖြစ်တယ်လို့နိုင်ငံရေးအကြံအစည်အကူအညီဆောင်ရှောက်ရေးအသင်း AAPP ကထုတ်ပြန်ထားပါတယ်။ဦးသိမ်းမြတ်ပြောထားသလိုပဲမြောက်နိုင်ငံကတော့ဟိုဆိုရင်အနောက်နိုင်ငံတွေရဲ့ကြီးစိုးမှုတွေကိုမခံနိုင်လို့မြန်မာနီးမြန်မာဟာနဲ့ဒီမိုကရေစီစနစ်စတင်ပြီးတော့လှုပ်ဆောင်သွားမယ်ဆိုတဲ့ပုံပန်းလေးဆက်ပြောဆိုထားတဲ့အကြောင်းကိုတွက်နေပြီးတော့ကျွန်တော်တို့ကတည်ပြီးပြောဆိုထားတာဖြစ်တယ်။ဆိုတော့မြောက်နိုင်ငံဆိုရင်တော့အခုချိန်မှာ ဘာလို့လို့မကယံမန်းတောင်မတိပဲနဲ့ပေါ့နော်ရုပ်ကောက်ဖွဲမှာသူတို့အနေနဲ့တစ်ပေါ်ရချင်းလုံးလို့ကိုစူးစမ်းပန်းစားနေလို့ဆောင်နေတာမလို့ကျွန်တော်တို့အနေနဲ့မကြခင်မှာဘလူးမြူတွေဖြစ်လာမလဲဆိုတော့စောင့်ကြည့်ဖို့ကောင်းနေတာပဲဖြစ်ပါတယ်တေးချတာသူကတော့ကျွန်တော်တို့တော်လိုင်းရဲ့ဖွဲ့စည်းတွေကလည်းပြုံးမမြောက်လိုက်မပြုတ်မချင်းကျွန်တော်တို့အနေနဲ့အစွမ်းကုန်တိုက်ထုတ်မယ်စူပရမတ်ကြွေးကြော်ထားကြတာမလို့ဒီနေ့မှဆိုတော့ကျွန်တော်တို့ရဲ့တော်လိုင်းထိုးစစ်တွေဆိုရင်ဒီတက်ပူပမအရှင်ဟောကောင်းကောင်းနဲ့စစ်ကောင်စီတပ်ဖွဲ့တွေကိုအုံချစ်တိုက်ခိုက်တော့မှပွဲတွေဒီတက်ပူပမရှိလာဖို့ကျွန်တော်တို့အနေနဲ့မျှော်လင့်ရတော့မှာပဲဖြစ်ပါတယ် ကဲကျွန်တော်တို့နောက်ထပ်ဗီဒီယိုတပိုးအနေနဲ့စပွန်မပြောင်းချက်နေပြီးတော့မှမြောက်လိုင်းရဲ့ပေးတဲ့ viewer နဲ့ဖျက်တီးစစ်ကောင်စီရရှိတဲ့ကိုဘယ်လိုမျိုးစုမပြောဆိုထားမလဲဆိုတာတစ်ချက်လောက်နားထောင်ကြည့်လိုက်ရအောင်နော်ခင်ဗျားတို့နံပါတ်၁ချက်လောက်ကမှာကခွဲခြားဆက်ဆံမှုစစ်ပီးတွေဘာကြောင့်များလာလဲဆိုတော့အဲ့ဒီ root cause ကိုကျွန်တော်တို့ကဖြိုဖျက်မှာ root cause ကဘာလဲဆိုရင်တက်တွင်းမှာမညီမျှမှုအထက်ရရှိများရင်မစင်မချင်စစ်တီတွေပေါ်မှာနော်ကျုံလိုသဘောထားဆက်ဆံမှုတွေကဒါကတအားဆိုးတာစစ်သားတယောက်ကိုတရင်မှုအိမ်မှာခေါ်ခိုင်းမှလည်းမရှိဘူးနော် ရာရှိရဲ့ဟိုဘာလို့ဆိုချင်ဖနာခေါ်တိုက်ပိုင်းမှာခိုင်မှန်ခိုင်မှန်မရှိဘူး we are with other ခိုင်မှန်မရှိဘူးဒါပေမဲ့ PA အနေနဲ့ပေါ့ဗျာဒါဒါကတမျိုးဒါသူကိုယ်တိုင်ကိုယ်ကလို့အဲ့လိုဆိုတာတမျိုး PA အနေနဲ့ဆိုတာတမျိုးပေါ့နော်ဒါပေမဲ့စစ်သားတွေရဲ့ကိုစစ်သားတွေအကုန်တိတ်ခါသူရဲ့စီကံတိုင်းထားရင်သူတို့ကိုယ်တိုင်ကသူတို့ရဲ့စိတ်ဓာတ်ကဘာလို့ဆိုငါဟာ professional ငါဟာစစ်သားငါဟာကြုံမဟုတ်ဘူးဆိုတဲ့စိတ်ရှိမှသာလေသူရဲ့ဒါစီရေးအဖြစ်ကိုသူကိုယ်စစ်သားတွေအပြည့်တတ်မှတ်နိုင်လိမ့်မယ်အခုကခင်ဗျားတို့စစ်တပ်မှာဖြစ်နေတာကဟိုဘယ်လိုဖော်မလဲဆိုတော့ကိုယ်ပိုင်နံပါတ်လေးတစ်ခွင့်ကြီးနေအောင်ပါပဲ အကောင်လုတ်ချင်တယ်ဟွန်းအဲ့ဒါကပြောပြီနော်နံပါတ်၁ချက်ကဟိုဘယ်လိုကောင်းမလဲဆိုတော့တစ်ရက်လောက်နှစ်ရက်လောက်သုံးရက်လောက်ဟိုအုပ်ဖက်တဲ့ချက်ကြီးလောက်ကဘယ်လိုကောင်းမလဲဆိုတော့မနေ့တနေ့ကမှဝင်လာတဲ့သူဆိုလို့ရှိရင်မင်းလိုကောင်မျိုးကငါကအိမ်မှာခိုင်းမှအကြာကြီးခါကျိုးလို့ခိုင်းပက်လိုက်ရတယ်မနာလေလားဆိုတဲ့ပုံစံမျိုးလေးထင်ပြောနေတာအဲ့တော့အဲ့ဒီစာကျင်နေနော်စာကျင်နေကိုလည်းအရာရှိတွေကစဲလိုက်အဲ့ဒါကြီးအဲ့ဒါကြီးကိုခင်ဗျားတို့ရှော့ပါနော်အဲ့ဒါကြီးရှော့ဖို့ခင်ဗျားတို့အញ្ញအောင်လုပ်ရတယ်နော်အရာရှိကအချက်စစ်တီတွေကိုဖိတယ်ဖိရဆိုတာကနှိမ်တဲ့ပုံနှိမ်ချတဲ့ပုံစံ အကျက်စစ်တီတွေကမနေ့ကမှထွက်လာတဲ့စစ်တီကိုနှိမ့်နေမနေ့ကမှလာတဲ့စစ်တီကပါစလို့ပြန်နေတယ်ဒါတွေကခင်ဗျားတို့မပြေဘူးဆိုလို့ရှိရင်အဲစစ်တပ်အတွက်နောင်ရေးမကောင်းနိုင်ဘူးရှေ့ရေးလည်းမကောင်းနိုင်ဘူးเนาะနောက်တစ်ခုကတော့ဂရီတီတွေပေါ့ဗျာဂရီတီတွေဆိုတာကတော့စစ်သားတွေကိုမြန်မာတနိုင်ငံလုံးဟိုမြန်မာနိုင်ငံမှာရှိတဲ့ယောက်ျားတွေအားလုံးခင်ဗျားတို့စစ်မှုထိုင်းထိုင်းလို့လည်းကျွန်တော်တို့ကပြောပိုင်နေငင်းဆိုပိုင်နေမရှိဘူးသို့ပါတော့လည်းပဲစစ်ထဲမှာရှိနေတဲ့သူတွေကိုနော်ဟိုဒါမျိုးမညာမတာဆက်ဆံမှာတော့အနောက်ကနောက်ကလူတွေကဘယ်သူမှဝင်ကျင်မှာမဟုတ်ဘူးနော်အဲစစ်ကြောစစ်မှုထမ်းလို့ဆိုပြီးသွားခေါ်လို့ရှိရင်တချို့ကပိုလီယိုလုတ်ပြတာနဲ့တချို့က၆ပြတာနဲ့နော် ။တချို့ကဘယ်လိုဆိုမလဲဆိုတော့ပါဇက်ရွဲပြတာနဲ့လုတ်ပြလိုက်မယ်မဝင်ခြင်းတဲ့သူတွေညာလဲ။ဘာကြောင့်လဲဆိုတော့သူတို့ရှေ့ကလူတွေကမှဝင်ဝင်ထွက်ခွင့်မရတဲ့ဟာသူတို့ဝင်လဲထွက်ခွင့်မရဘူးဆိုတဲ့ပုံစံမျိုးဆိုတော့ခင်ဗျားတို့ဘယ်လိုလုပ်သွားစီးရုံးမလဲ။လူပြည်သူလူထုကိုစစ်တပ်နေနဲ့ဘယ်လိုသွားစီးရုံးမလဲ။ဟာခင်ဗျားတို့ဟိုလိုအပ်တယ်နော်။အဲ့တော့စစ်တပ်သွေးလဲပတ်မှုကောင်းနေဖို့လိုအပ်တယ်။အရှိမဟိုဘယ်လိုမှစာချုပ်ပြည့်တဲ့သူတွေထွက်ခိုင်းလိုက်။အနောက်ကလူတွေဝင်ခိုင်းနော်။နောက်ကလည်းသူ့ဟာသူမကျင်တတ်လို့ဝင်ထပ်ပြီးနေကြမှာဖြစ်နေတာတမျိုး။ဒီမှာတိုင်းရုံးမှာရှိတဲ့ယောက်ျားတွေအားလုံးစစ်မှုထမ်းခံရတယ်လေကျွန်တော်က ထာကျွန်တော်ကိုယ်တိုင်လက်ထမ်းတယ်ဗျာနော်အကယ်၍ခင်ဗျားတို့အရှိကပါဗျာနော်ခင်ဗျားတို့အရှိကဒီစစ်တီတွေအားလုံးစာချုပ်ပြည့်လို့ထွက်ခိုင်းတယ်ထွက်ရမယ်ဟဲ့ဆိုလို့ရှိရင်ကိုမောင်စစ်မှုထမ်းနေမယ်အားမလို့လေခင်ဗျားတို့အဲ့လိုအထိဟိုဘလို့ဟောမယ်ဒီစစ်မှုထမ်းနေအကုန်လုံးပေါ့နော်အဲ့လိုမျိုးကျွန်တော်ရင်းမိမယ်ဗျာနော်ပြောင်းကြတော့ခုဆိုတော့ဗောနော်မျောလိုက်တော့ဖစ်စတာဆိုတော့ ဒီတက်တွဲမှာကိုကျင်းနိုင်ငံရဲ့ပုံစံနဲ့အစဉ်အဆက်ကိုခွဲခြားဆက်ဆံမှုတွေရှိနေတယ်ဆိုတဲ့ကြောင့်တော့လည်းပြန်မဝင်ခါပြောကြားလိုက်တာဖြစ်တယ်။ကျွန်တော်တို့အရင်တုန်းကလည်းမြို့ပပီတိုရီကြားထဲမှာအဲ့လိုမျိုးတက်ထင်းစကားတွေနေ့စဉ်နေ့မြကြားနေရတာပြန်မခုဆိုရင်ဘုံမရက်ခွန်းနေပြန်မမခနိုင်လို့လို့ပေါ့နော်။ပြန်ပြန်မဝေမြပြောဆိုလာကြတာပဲဖြစ်ပါတယ်။ဆိုတော့မြို့လိုက်ရဲ့ Standard Army ကြီးကဆိုတော့သူတို့မြို့ပပီတိုရီကိုမလုံပေးဆွဲဆောင်တဲ့နေရာမှာလည်းညံ့ပြင်းမှုတွေနဲ့သူဟုဆိုရင်သူတို့ပေါ်တာဆွဲထားတဲ့စစ်ကောင်စီတပ်သားတစ်တည်းတည်းဟာဆိုတော့သူတို့ တော်လိုင်းရေးရှေ့တန်းစစ်မှန်ပြင်မှုမှာကြာဆုံးများစွာနဲ့ကျွန်တော်ဘက်ကနေပြီးတော့မှဖန်စီရမိထားတာလည်းရှိနေတာပဲဖြစ်ပါတယ်။ဒါတို့ချစ်ချက်ပဲမျှော်လင့်ရနေတဲ့ကတော့တသားတဲ့ပြုံးတိမှုတွေနဲ့တို့အခုဆိုရင်စစ်ကြီးကျယ်ရှုံးနေနေပြီဆိုတာကိုမမတွေကိုယ်တိုင်ရနေပြီးတော့ဝန်ခံပြောကြလာကြတာပဲဖြစ်ပါတယ်။ဆိုတော့ကျွန်တော်တို့နောက်ထပ်ဗီဒီယိုတပိုးနေနဲ့အပသားကိုကြီးဆိုတဲ့ငနယ်ကနေပြတော့မှကျွန်တော်တို့ခုတော့ကဘာမှာဟစ်ဖြစ်နေတဲ့ပေါ့နော်အီရန်အစ္စရေးအစီအခင်းချင်းနဲ့ပတ်သက်ပြီးတော့မှဘယ်လိုမျိုးတွေပြထားမလဲဆိုတာတစ်ချက်လောက်ကြည့်လိုက်ရအောင်နော် အမေရိကန်ပြောလို့ရှိလို့ချင်းအီရန်နဲ့အစ္စရေးနဲ့တော့ဒီဂါဇာကမ်းကြောင်ကိစ္စတို့ဘာလို့တော့ပြီးတော့ exporter သဘုံတို့ဘာလို့ဒီလိုမျိုးကိစ္စတွေကိုသူကနောက်ကွယ်ရနေပြီးတော့လက်မဲကြီးနေနေသူကဝင်ပြီးတော့ပေးနေတာအကူအညီတွေပေးနေတဲ့ကိစ္စအရှိအမေရိကန်ဆိုလို့ချင်းအစ္စရေးကိုချနိုင်ပြီးအစ္စရေးကိုနဲ့စစ်ဖြစ်နိုင်ပြီးဆိုလို့ရှိလို့ချင်းမှဒါမျိုးတွေလုံးတင်နေကွာစစ်ဖြစ်နိုင်ပြီလားဆိုတော့လည်းမဟုတ်ဘူးเนาะတကယ်တမ်းနျူကလ িয়ার သူပိုင်ပြီဆိုမှဒါမျိုးတွေကသူလုံးတင်တာ นิวเคลียร์ तू မပိုင်သေးဘူးဆိုမတော့တင်ဘူးဟိုကောင်ကလည်းนิวเคลียร์မပိုင်သေးဘူးဟာဆိုပြီးတော့အနိုင် night test scene နဲ့လုပ်တဲ့သဘောလေးပါကိုကြီးတုံးတဲ့ကောင်ကဒီလိုပဲမြင်တယ်ကွာနှစ်ဖက်စလုံးကိုဘယ်ဘက်ကမှကိုကြီးအကြိုက်မတွေ့ဘူးလို့ကိုကြီးကဆိုလို့တာနော်အဲ့တော့ကိုကြီးက Israel နဲ့ Iran အကြီးကဒီလိုပဲမြင်တယ်အမေရိကန်ကပွားကြီးပါမယ်နော်အမေရိကန်ကပွားကြီးပါလာမယ်ဆိုလို့ရှိလို့ရှိရင် အဲ့ဘက်က allies တွေပေါ့နော်အမေရိကန်တွေရဲ့ကျွန်တော်ဥရောပနိုင်ငံတွေရဲ့ Israel တွေကတစ်ဖက်ဒီဘက်ကတရုတ်ကအခုရုရှားရဲ့ရှိတယ်အဲ့ဘက်ကညီညွတ်သွားမယ်ဆိုလို့ရှိရင်ဒီဘက်ကမညီညွတ်ဘူးဆိုလို့ရှိရင်ဒီဘက်ကအရှုံးပေါ့ကွာအမေရိကန်လည်းပါကျင်သလိုမပါကျင်သလိုသဘောရှိတယ်ပါလာပြီဆိုလို့ရှိရင်သူတို့ပါလာပြီဆိုလို့ရှိရင်တော့အီရန်ရှုံးသွားမှာဒါပေမဲ့ဒီဘက်ကပါလာလို့ရှိလို့ရှိရင်တော့တေချာဖို့ capacity ဖြစ်ပြီနော်ဟိုဘက်ကလည်းမဟာမိတ်ရပါဒီဘက်ကမဟာမိတ်ရပါမဟာမိတ်ပါလာခြင်းကဘာစစ်ဖြစ်ပြီကဘာစစ်ဖြစ်ခြင်းရဲ့အဓိကအကြောင်းရင်းထဲမှာမဟာမိတ်အုပ်စုများအပြိုင်ဆိုင်ဖွဲ့စည်းခြင်းဆိုရင်နံပါတ်3နေရာမှာရှိတယ် နော်လက်နက်ကတော့နျူကလ িয়ার ရှိသွားပြီဆိုတဲ့ကွာလက်နက်ပန်တိုင်ဆိုင်တက်ဆင်ခြင်းဆိုရဲနံပါတ်၄ချက်ကောက်ထားလိုက်တော့ကိုယ်ပြောပြောနံပါတ်၃အမဟာမိတ်အုပ်အုပ်စုတွေညှိပြီဆိုလို့ရှိလို့ရှိရင်တော့အဲကမ္ဘာစစ်ကတော့ဖြစ်မှာပဲတော့လေတနိုင်ငံတနိုင်ငံဒီလောက်ချနေတော့ကြည်ချင်းအပြင်ကမ္ဘာစစ်တီသွားမယ်လို့ကိုကြီးကတော့မသုံးသပ်ဘူးကမ္ဘာစစ်ဖြစ်မှာလို့အရန်ကြောက်ကြတယ်လက်နက်တွေကလည်းအရန်ကောင်းတဲ့အတွက်ကမ္ဘာစစ်ဖြစ်လို့ရှိလို့ရှိရင်တကမ္ဘာလုံးစီးစီးညံ့ညံ့ကြီးမာလေတည်ကြတယ်မန်တော့မန်တယ်နော်သူပြောတဲ့ပုံစံတော့ဟုတ်စွန်းတော့ ကျွန်တော်အမေရိကန်သမ္မတကိုယ်တိုင်ကနေပြီးတော့မှအီရန်အစ္စရေးနိုင်ငံလုံးကိုစစ်ပြက်ရဆဲနိုင်ဖို့သူတို့အနေနဲ့လှုပ်ဆောင်တင်နေပြီဆိုတဲ့အကြောင်းတွေပါပြောဆိုလာတာမို့လို့ကျွန်တော်ခုဆိုတော့ဒီတိုက်ပွဲချင်းတွေဆိုတော့ညင်တင်နေတာပဲဖြစ်ပါတယ်ဘလိုမျိုးတွေဖြစ်လာမလဲဆိုတော့ကျွန်တော်တို့အနေနဲ့စိတ်ဝင်စားဖို့ကောင်းနေတာပြီးတော့မှမြို့ပပြည်သူတွေနဲ့တက္ကပါလုံးမှာရှိတယ်ပေါ့နော်ကျွန်တော်တို့ဘာသူဘာသားတွေကတော့ကဘာစစ်ကြီးမဖြစ်ပါဘူး ကျွန်တော်တို့အနေနဲ့လိုလားနေကြတာပဲဖြစ်ပါတယ်။ဒါကြောင့်မလို့ကျွန်တော်တို့အနေနဲ့ဟိုဆိုရင် Iran Israel ရေးကိစ္စနဲ့ပတ်သက်ပြီးတော့မှအထူးစိတ်ဝင်စားနဲ့စောင့်ကြည့်နေကြဆဲဖြစ်တယ်ဆိုတော့လည်းကျွန်တော်အလုံးသိရှိထားတာပဲဖြစ်ပါတယ်။ဒီကြီးကျွန်တော်တို့ Iran Israel American သုံးဖွဲ့ဆိုင်ဇလန်နဲ့ပတ်သက်ပြီးတော့မှတရှိနေကြတဲ့မြေဘက်ပြည်သူတွေဘက်ကနေပြီးတော့မှလည်းကိုယ့်ရဲ့မြေလေးတွေကိုခြိုက်ပြီးခဲ့ကြဖို့ကျွန်တော်အားလုံးတောင်းဆိုပါတယ်။နောက်ထပ်ဗီဒီယိုသဘောအနေနဲ့အဘသမီးတက်ကူမားကနေပြီးတော့မှနောင်ချုံမျိုးကိုစစ်ကောင်စီအနေနဲ့တည်နယ်လေးလက်ထက်ကနေပြီးတော့မှမကြာခင်မှာရရှိသွားတော့မယ်ဆိုတဲ့ပုံစံမျိုးနဲ့ပြောဆိုထားတဲ့အရာလေးကျွန်တော်စစ်ပြမှာချစ်တဲ့ရအောင်နော်။ နောက်ချူဘလို့ခံနေရတယ်ဆိုတော့မသိဘူးလဲစိတ်ကောင်းစီတက်ကလူတွေကအထိနာတယ်ဘယ်နာအထိနာကြားလို့တည်တာတော့ TNL လေးတဲ့စရာတော့ TNL လေးရဲ့အလောင်းလေးပေါ့တဲလို့တော့မနိုင်ဘူး PDF လေးတွေဆိုရင်လုံးဝမမြုပ်ခွဲနဲ့ဒီတိုင်းပဲမြေအလွတ်တွေမှာကျဉ်တူပြီးပြစ်ချတာကြီးမိလေဘလို့တွေပြောနေရတော့နော်နော်လက်ပံကုန်းချွေသွင်းရမျက်ချင်းလုံးကုန်းဆန်ကုန်းတာရအောင်မသိရတဲ့ဆန်စရာတွေဦးတဲ့လေချောင်းနဲ့ဘုံတရာ130တဲ့ဂရုံးဘုံတရာအလုံး60တဲ့လက်နဲ့ကျန်90လုံးနဲ့ လေကြီးတော့မကျန်တော့ဟိအောင်ရှောက်ပြောမနေနဲ့ဒီကိန်းတန်းကြတော့လေနောက်သူဒီလိုမိန်လမ်းမကြီးတန်းသွားလို့ရှိရင်အော်မသိအုံးမခအဲဆမ်ဆယ်လမ်းစုံကြီးအဲရွှေညောင်းပင်းကြီးအကုန်လုံးရခဲ့ပြီသားဆမ်ဆယ်ဆိုတဝက်ကျော်ကြီးဒီမနေ့ကဆိုရင်အလုံးစုံရသွားပြီလို့ပြောတယ်ဟိုဘက်ကနေသွားလို့ရှိရင်တော်လန်းပေါ့နော်ပန်ချီဘက်ကလမ်းနေဆိုရင်အဲအခုအဲ့ဒီမြချင်းနူတို့ရွှေပြင်းညွရွာရွှေပြင်းညွရွာဆိုသူတို့ထိတော့မထိရဘူးကိုကန့်ရွာဆိုတော့လေအဲ့ဒီက အခုကတဲ့မြောင်ရောဆိုရင် um TNL လေးရဆုတ်သွားတာ9ရက်တောင်မကတော့ဘူးသူတို့ပြောတယ်လေဂုတ်ထိတ်ကိုစင်းမယ်ထင်တယ်လို့ဒေတာခန်ကြီးကပြောတယ်သူတို့ပြောဒေတာခန်ကြီးကပြောတယ်တဲ့စစ်ကောင်စီရဲ့တပ်တွေကအထိနာနေရတယ်ဘယ်နာအထိနာနေရတော့အဲ့လေတိမ်သိမ်းကိုထိန်းလို့မရလို့ဝမ်းနေတယ်ဒီပါပြီးပြောနေအောင်တနည်းကြော်ကြပြီလို့ပြောအေးတနည်းကြော်တော့မှပုံသီးတွေ drone တွေလက်နက်ကြီးအဲ့လောက်သုံးနိုင်သမောပေါက်လေနောက်ထပ်လည်းသုံးမှာအဲ့ဒါ26ရက်နေ့တည့်ရက်တည်းသူကပြော ဒီတက်ကုန်းမှာတော့အခုအချိန်မှာတော့ဗောနာတော်တော်လေးအားကျန်နေတာပဲဖြစ်တယ်ကျွန်တော်ခုဆိုတော့စစ်ကောင်စီနေတဲ့နောင်ချိုးမြို့ကိုရရှိနေဖို့စစ်ရင်အား6000ကျော်နီးပါးနဲ့ကိုတိုက်ခိုက်နေတာမို့လို့ကျွန်တော်တင်းနယ်လေးပေါဝင်ကျွန်တဲ့မှာမေပွန်းတရီကနေပြမပြန်လည်းခုခံထိုးစစ်ဆင်နေတာပဲဖြစ်ပါတယ်မကြခင်မှာတော့ကျွန်တော်တို့အနေနဲ့နောင်ချိုးမြို့နဲ့ပတ်သက်ပြီးတော့မှတရင်ထူးတရင်ကောင်းတွေကြွမယ်လို့မျှော်လင့်ရတာဖြစ်ပြမအခုဆိုတော့ကျွန်တော်အားလုံးမျှော်မှန်းထားတဲ့အချိန်ပဲဒီနေ့မကုန်ခံမှာပဲစစ်ကောင်စီကိုပြောချမယ်ဆိုတော့ဗောနာကျွန်တော်တို့ရည်ရွယ်ချက်ဆိုတော့တဖြည်းဖြည်းစတင်အကောင်အထည်ပေါ်နေတာပဲဖြစ်ပါတယ်စစ်ကောင်စီကရှမ်းမြောက်မှာ တို့လည်းလွတ်ဆုံရှုံထားတဲ့နေမျိုးတွေကိုတရုတ်ကူညီနဲ့ရဲ့ဥချင်းနေတာဖြစ်မှာဟုဆိုရင်စစ်တိုက်ဆိုလို့စစ်ကြောင်းထုံးမှုတွေလေကြောင်းတိုက်ခတ်မှုတွေလှုပ်ဆောင်နေကြတာပဲဖြစ်ပါတယ်။ကျွန်တော်တို့နောက်ဆုံးဗီဒီယိုသဘောအနေနဲ့အမေစုတို့လက်ထက်တုန်းကအမေစုကိုယ်တိုင်ကနေပြီးတော့မှငွေလွှဲသုံးဆမှုတွေလှုပ်ဆောင်ခဲ့တယ်ဆိုတဲ့ပုံစံမျိုးနဲ့ပြောဆိုခဲ့တယ်ပေါ့နော်။ဘူလီလာဆွဲကိုကိုစီကနေပြီးတော့မှဘယ်လိုမျိုးနှုတ်သီးဖြဲထားမလဲဆိုတာကျွန်တော်တို့တစ်ချက်လောက်နားထောင်ကြည့်လိုက်ရအောင်နော်။ကျွန်တော်တို့ကိုအိမ်ကပိုင်ဆိုင်မှုကိုအိမ်မှာရှိတဲ့ပတ်စံ พาราเบลเชียต้องนำเชียปาร์ตมาทารัาตมีบุกูกูตรงนี้อ่ะแบบวิจารณ์จะนำมาทาราช่วยที่วันที่เองขานกัน่ล้วเราแก้ถูกวิจารณ์จะฟีลบอลที่การ่าเจอต้องขนาดไอ้ตัวตุ๊กไก่ฉันต้องยืนตามยงไล่ไอ้ตัวผมเป็นไก่ไก่ผมมีมาไก่ผมไม่ยืนดูรถกินมไผ่ไม่ยืนเไยเป็นไก่ไก่ฉันต้องสู้ครับผมถ้าเป็นต่อสู้แบบนั้นเนี่ยตรงๆจะเล่าปีไก่ผมไปต่ไอยไอ้ตัวมันยืนยังไงเวลาไราแข่งกัน တော့ဝင်ဝင်ထွက်ထွက်ပုံတိသွားတယ်ဗျာသူတက်ကောင်လောက်ဝင်နေတောင်ဆင်းအောင်လောက်ဝင်နေဒီကဘာလားကွာတေကားပြောင်းဝင်လာဘလောက်ပြောင်းဝင်လာဘလောက်ကိုယ်ကဝင်ထွက်ထွက်တိသွားတိသွားတဲ့အခါကျတော့တို့ဝင်နေရှင်နေတာကိုယ်တို့ကြောက်ကြတယ်တို့ဝင်နေတဲ့အဲ့ဒါကိုငငယ်ရဲဝါးချိန်မှာဒါလည်းတော်တော်ပိတ်တာကိုယ်ကဝင်လာလေပိတ်တယ်ကိုယ်ကရောက်ရင်မဝင်ဘူးအဲ့လိုလုပ်တော့တယ်ကမ္ဘာကွာနေတယ်တော့ဟောလာသေးတယ်တဲ့ပြောယူနေနော်အခုဒါဒေါ်လာဈေးတက်တာတော့ဆန်းစုကြည်လက်ထက်ကနိုင်ငံခြားတွေတော့ပေးရတယ်နော် ။နော်ဆန်းစုကြည်လက်ထက်ကအဲ့ဒီမန်နေဂျာအကြံပေးငှားတဲ့ပြဿနာကိုအဲ့ဒီမပူတူတို့အဲ့ဒီပို့စုခွင့်လို့စုခဏခဏပြောတယ်။နာမည်ပါအကြံပေးငှားကောင်းစင်ရပါလေအကြံပေးတွေ့တောင်းရင်အကြံပေးဖို့ရှိတယ်အမိတ်ပေးဖို့ရှိတယ်ပေါ့။ဟုတ်တယ်။နိုင်ငံသားအကြံပေးဆိုတာမြန်မာနိုင်ငံလေကငါလားအမေရိကန်လို့တော့ဝမ်းဖြစ်နေတဲ့တိုင်းပြည်မှာနိုင်ငံသားအကြံပေးဆိုတာရှိတယ်။နော်။ဘယ်နာအကြံပေးရလဲ။နော်။စောက်ရွေးဝင်ကြီးခဏလေးပြန်ပန်းဖောက်မယ်။မြန်မာမှာရှိတဲ့ မင်းညာရှိနေမြန်မာပြည်မြန်မာဟန်တွေကနိုင်ငံတကာ quality အရေးလို့ရအောင် break မပီးဘူးတရားမပီးဘူးဆိုရင်နိုင်ငံတကာအကြံပေးကိုခံဘလို့ဒီစနစ်တို့နဲ့ခင်းနေတယ်ဘလို့ပုံစံမျိုးလုပ်နေတယ်အဲ့အကြံပေးတဲ့အတင်ပြဆိုရအောင်အဲ့တော့ဆိုရစီစစ်ကိုမာရှိတဲ့ကိုနိုင်ငံသားပညာရှင်တွေရဲ့တုံ့ပြန်မှုသူအကြံပေးတဲ့တရားမှုနော်အေးတူတူတရားနဲ့ဒီလမ်းကကောင်းတယ်မကောင်းဘူးကိုကိုစိုးပြစိုးပြစိုးပြစကြိုက်တဲ့ဒီလမ်းကိုယူတယ်ဒီတိုင်းကြီးတိုးတဲ့အေးတိဆောင်ရဲ့တော့ဖြစ် အချက်ပေးဆိုအဲ့ဒါဘာဖြစ်လို့မေညာနိုင်ငံရိုးတော့နော်အခြားကမ္ဘာမှာနိုင်ငံတိကျပါသူများနိုင်ငံကပညာရှင်တွေကသူတို့ကခေါ်ရတာပဲဒါက तू ကဖိလစ်ပိုင်ကရှိတယ်ပေါ့သူကဘာလို့ဖြစ်လဲဒီနိုင်ငံအတွက်နော်အချိုးပြုတ်ပေးမှာဝင်မရှိတယ် तू ကဒါအောင်လုပ်ပါလို့အမပေးလိုက်လို့ရှိတယ်ပေါ့အဲ့တော့ဒေါ်ဆန်းစုကြည်အစိုးရလက်ထက်မှာငါးရန်ဖြစ်တာဒီနိုင်ငံသားအကျင့်ပေးနိုင်ငံသားအမပေးမှာပေါ့မနေ့နော်ကိုစီရတော့ခုဆိုရင်တစ်ကြည့်ပြီးတော့မှချိန်မစီတဲ့ ဘူလီလာဆိုတော့ပြန်ပြီးတော့မှဆုံးမပြောဆိုထားဖြစ်တယ်ဒီကောင်တွေကတော့ကျွန်တော်တို့ကိုအမေစုကနေပြီးတော့မှပေါ့နော်တိုင်းပြည်နယ်လူမျိုးကို channel ပြီးတော့မှကျွန်တော်တို့တရင်ချက်လက်တွေရောင်းစားခဲ့တဲ့ဆိုတဲ့ပုံစံမျိုးတွေဒီပြောဆိုနေကြတာဖြစ်ပြီးတော့မှအထူးသဖြင့်ကျွန်တော်တို့ NLD အစိုးရလက်ထက်မှာကျွန်တော်တို့ခန့်ထားခဲ့တဲ့ရှောင်းတန်တဲ့လူမျိုးပေါ့နော်စီးပွားပညာရှင်တွေသူတို့ကနေပြီးတော့မှမိမောင်းထုတ်ပြီးတော့မှဟုတ်ဆိုရင်စစ်တိုက်စလို့ဝေဖန်တိုက်ခတ်မှုတွေလုပ်ဆောင်နေကြတာပဲဖြစ်ပါတယ်။ဒါတွေကတော့ကျွန်တော်တို့အနေနဲ့ ော်လိုင်းရဲ့ရှေ့ကိုအမြင့်ဆုံးရောက်နေတဲ့အချိန်မှာသူတို့ကလည်းပြီးတော့မှဒုက္ခသက်ရှုတဲ့နေလက်ပေါ့ဆောင်နေပြီးတော့မှအခုဆိုရင်စစ်တိုက်ဆွဆွလို့လှုပ်ဆောင်နေကြတာမို့လို့ကျွန်တော်တို့မြို့ဘက်ပြည်သူတွေအနေနဲ့တရားလေးကိုတွေးတောဆင်ခြင်းဆိုရတဲ့ပေါ့နော်ဒီတော်လိုင်းမှာဆိုတော့ကျွန်တော်တို့အနေနဲ့အောင်မြင်မှုရရှိတော့မယ်ဆိုတဲ့အကြောင်းလေးပါစတင်ပြီးတော့မှတရှိလို့ရနေတာပဲဖြစ်ပါတယ်စခွေဘောမတွေရဲ့စကားတန်တွေကိုလောကနားမြောင်ပဲနဲ့ကျွန်တော်တို့အခုချိန်မှာအရေးကြီးဆုံးဖြစ်တဲ့တော်လန်ရဲဘော်တွေကိုထောက်ပံ့ကူညီစနစ်နဲ့ဖြစ်ဖြစ်ပေါ့နော်ကျွန်တော်ရဲ့အနေနဲ့ပူးပေါင်းပုံလိုက်မယ်ဆိုတော့အားလုံးမျှော်မှန်းထားတဲ့အတိုင်းပဲကျွန်တော်တို့မကြခင်မှာတော့ညီချမ်းချင်းအစ်မနဲ့ ီဒီယိုဗီတာအားလုံးရေပေါ့နော်လူမြောက်ခြင်းတွေကိုရရှိတော့မယ်ဆိုတော့ကျွန်တော်ပြောရရင်ねကျွန်တော်ဒီနေ့မနေ့ပိုင်းဗီဒီယိုကိုဒီနေ့မှာပဲဆုံးသတ်ချင်ပါတယ်ဆက်ဆုံးကြည့်ရှုပေးကြတဲ့မိဘပြည်သူများလို့ထူးခြေဆုတင်ပါတယ်အားလုံးပဲစိတ်ချမ်းသာကိုယ်ကျမ်းမာခြင်းနဲ့ပြည့်စုံပြီးတော့မှတာယာရဲ့ချမ်းတဲ့နေ့တွေလေးပန်ဆိုင်ကြပါစေလို့ကျွန်တော်ဆုမကောင်းတောင်းပေးလိုက်ပါတယ်